င်္ဂလာပါရှင်ကျမကတော့ချချိုဆမ်းပါ DPP ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ Asia Justice and Rights အကြာကအသွင်ကူပြောင်းရေးဆိုင်ရာတရားမျှတမှုအသိပညာပေးဗီဒီယိုနဲ့တေးသချင်းဗီဒီယိုမိတ်ဆက်ပွဲကိုထိုင်းနိုင်ငံချင်းမိုင်မြို့မှာပြုလုပ်ခဲ့ပါတယ်ဆောမီသိပ်ပို့ထားပါတယ်ရှင် ဒီမိတ်ဆက်ပွဲကိုမေလ23ရက်နေ့ကပြုလုပ်သွားတာဖြစ်ပြီးအတင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုအသိပညာပေးဗီဒီယိုနဲ့ပတ်သက်လို့ရုပ်ရှင်တရားဆောင်တောင်းကအတင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုရှင်းပြထားပါတယ်။ဒါဆိုမေးစရာရှိတာဒီလူတွေကပြစ်ဒဏ်ကင်းလို့ခင်ရရှိနေတာလားအဲ့တော့မတရားမှုတွေကိုခက်ဆက်ဆက်ခံစားနေရတဲ့ဒုပြည်သူတွေအတွက်တရားမျှတမှုဆိုတာရောရှိတော့ဘူးလား အားလုံးငြိမ်းကြပါဘာနော်အဓိကအားလုံးနှုတ်ဆက်ပါတယ်ဒီ transitional justice ဆိုတာဒီဒေါ်လာရင်းကာလမှာဒေါ်လာရင်းလုံးမှာကျွန်တော်တို့ဖြစ်မနေဘူးလို့ကိုလုံးတင်နေရာဆိုတာကျွန်တော်လည်းဒီလိုတရားဝင်ကြည့်ကြပါတယ်အဲဒီကကိုလိုပေါ်ပေးရတဲ့ကိုယ်ပိုင်အားလုံးရှိစုနေတာတက်ပါဒီပွဲကိုတက်ရောက်သူတွေအနေနဲ့အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုအသိပညာပေးဗီဒီယိုနဲ့ မန္တလေးလိုအမည်ရတဲ့သချင်းဗီဒီယိုတွေကိုကြည့်ရှုခဲ့ကြပြီးအသွင်ကူးပြောင်းရေးဆန်ရတရားမျှတမှုအကြောင်းအရာတွေကိုလည်းပါဝင်ဆွေးနွေးခဲ့ကြပါတယ် We hope that this video on transitional justice အတွင်ကူပြောင်းရင်းဆိုင်ရာတရားမျှတမှုကဘာလဲဆိုရင်တော့ကျွန်တော်တို့လူ့ဖွဲ့စည်းမှာအစုလိုက်ပြုံလိုက်တစ်ဖက်ခံရတာအတ္တမပြုကျင့်ခံရတာနဲ့ညှိမ့်မှတ်နှိပ်စက်ခံရတာစတာတွေကိုအချိန်ချင်းကြုံတွေ့ခဲ့ကြရပါတယ်ဒီလိုခံစားခဲ့ရတာတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ဘာတွေလှုပ်ဆောင်နိုင်ပါသလဲဒီတော့အတွင်ကူပြောင်းရင်းဆိုင်ရာတရားမျှတမှုဆိုတဲ့အမှန်တရားတရားဆွဲဆိုခြင်းထိုက်တဲ့နဲ့ပြည်နယ်ပေးခြင်းနဲ့နောက်တစ်ချိန်ထပ်မဖြစ်စေဖို့အာမခံချက်တွေလှုပ်ဆောင်ဖို့လိုပါတယ် ဒီဗီဒီယိုကတော့မြန်မာနိုင်ငံမှာတရားမျှတမှုကိုအမြင့်တွင်အောင်ဘယ်လိုတိစောက်ကြမလဲဆိုတာကိုမြန်မာလူထုအနေနဲ့သင်ယူနိုင်ဖို့နဲ့မေးခွန်းထုတ်နိုင်ဖို့စတင်နေမှာဖြစ်ပါတယ် and the rights of victims. အာဂျာရဲ့ဥက္ကဋ္ဌလည်းဖြစ်တွဲဖက်တီထောင်သူလည်းဖြစ်တဲ့

နိုင်ငံရေးကျင်းသားတွေအကြောင်းဆက်ဆိုထားတဲ့ကျွန်တော်ရဲ့တင်ဂီတာဗီဒီယိုကိုလည်းဒီနေ့မှမိတ်ဆက်ခဲ့ပါတယ်။ပြီးတော့ဒီပွဲမှာကျွန်တော်တို့အားလုံးညလုံးပေါက်အတူတူဒီဆိုဖျော်ဖြေသွားမှာပါ။ကျွန်တော်တို့ကလူခွင့်ရေးအတွက်ကြိုးကြိုးစားစားအတူတူကပေါင်းစည်းပြီးလှုပ်ဆောင်ခဲ့ကြပါတယ်။မတရားခံခဲ့ရတဲ့နေနာသူတွေအတွက်အခွင့်အရေးတွေနဲ့တရားမျှတမှုတွေအတွက်လိုအပ်တာတွေကိုလှုပ်ဆောင်နေပါပါ။ဒီအတွက်ကျွန်တော်တို့အနေနဲ့စီတုံးမှုလိုပါတယ်။ဒီတော့ဒီညမှာကျွန်တော်တို့အတူတူပြပြပပတီးမှုကြမယ်။တချင်းနေဒီဆိုကြမယ်ပေါ့ဗျာ။ to eat together to sing together to play music together Mandalore. train I hope you could wait ဒီမန္တလေးလို့အမည်ရတဲ့တခြင်းကတော့ budgets ကနိုင်ငံရေးအကျဉ်းသား2000ကျော်အတွက်ရေးဆက်တည်ကုန်ထားတဲ့တခြင်းဖြစ်ပါတယ်ကျွန်တော်စောမင်းသိမ့်ပါ မြန်မာအရေးနဲ့ပတ်သက်ပြီးအမေရိကန်အစိုးရရဲ့မြင်သာတဲ့လှုပ်ရှားမှုမတွေ့ရသေးပေမဲ့ကလွတ်တော်မှာတော့ဆွေးနွေးတိုက်တွန်းမှုတွေအဆက်မပြတ်ရှိနေတယ်လို့လေလာသူတွေကပြောပါတယ်ဒီသတင်းကိုတိကျချမ်းသာပေးပို့ထားပါတယ်ရှင်။ မြန်မာရေးအတွက်တန်တမန်ထားရှိရေးဘာမာ Exco အမြန်အကောင့်ထေပေါ်ရေးမြန်မာစီးပွားရေး Corporation MEC ကိုပိတ်ဆို့အရေးယူနိုင်ရေးစတဲ့အချက်တွေပါဝင်စစ်ကောင်စီကိုဖိအားပေးနိုင်မဲ့အချက်တွေကိုဦးစားပေးဆောင်ရွက်ဖို့အစိုးရကို American လွှတ်တော်အမတ်တွေကစမပြတ်တိုက်တွန်းနေကြတာပါမေလ22ရက်နေ့မှာကန်နိုင်ငံသားရေးဝန်ကြီး Marco Rubio ဟာအောက်လွှတ်တော်နိုင်ငံသားရေးရာကော်မတီမှာကြားနာမှုပြုလုပ်ခဲ့ပြီးမြန်မာရေးနဲ့ပတ်သက်တဲ့လွှတ်တော်အမတ်တွေရဲ့တိုက်တွန်းမေးမြန်းတာတွေကိုတုံ့ပြန်ဖြေဆိုခဲ့တာတွေ့ရပါတယ် မြန်မာရေးကိုဥတည်ထားတဲ့ Burma Act နောက်ဆက်တွဲအဖြစ် Brave Burma Act ကိုလွတ်တော်ဗာဆလန်အကောင့်ထဲပေါ်ပြီးအစိုးရက အတည်ပြုပေးဖို့အတွက်လည်းလွတ်တော်အမတ်တွေကတိုက်တွန်းခဲ့တာပါ Rubio Appropriations Committee က hearing လုပ်တယ်မလားအဲ့တော့ဗမာပြည်ကျောင်းမေးတယ်တော်တော်များတယ်ဗျ Miss McConnell ਨੇ ဗမာပြည်ကိုသူ mention လုပ်တယ် soft power ပမာတီမှာခင်ဗျားတို့လုံးရကြောင်ကြာသွားတော့ပေါ့အဲ့ဒါအမေရိကအတွက်မကောင်းဘူးပေါ့ပမာတီကိုနာမည်ထုတ်ပြီးတော့မေးတဲ့ကျွန်တော်တော်တော်များများတွေ့တယ်ဗျာ brave burma act ဆိုပြီးတော့ bill heisinger ယုံကအရင် burma act ရဲ့ amendment ပူကောင်းအောင်လုပ်ဖို့ပေါ့နော်အဲ့ဒါ routine တယ်ဗျာပြီးတော့ MEC ကို section လုပ်ဖို့တင့်တော်ကြီးမတင့်တော်ကြီးကိုလေ့လာဖို့တောင်းတယ်ပြီးတော့မြန်မာ invoice ဆိုပြီးတော့သူတို့တတ်တတ်ခတ်ဖို့တောင်းတယ်ပြီးတော့အတူရောင်ရွေးကောက်ပွဲလုပ်ပြီးတော့နောက်ထပ်အစိုးရဖွဲ့တယ်ထား international monetary fund ကသူတို့နဲ့အဆက်အသွယ်မလုပ်ပါနဲ့ဆိုပြီးတော့အဲ့ဒါတောင်းထားတယ် ီးတော့မှဗမာပြည်အတွက်ဒီနေ့အကူအညီ120တန်းအနေမလျှော့ဘူးဆိုပြီးတော့အောက်လွတ်တော်ကအမ19ရောက်ဝိုင်းပြီးတော့ရေးကြတယ်ဗျာ Brief Burma Asco 2024ဂျွန်လမှာဖွဲ့စည်းခဲ့တဲ့ Burma Caucus အဖွဲ့ရဲ့ပူးတွဲဥက္ကဋ္ဌ Republican အမတ် Bill Hyzen ကဦးဆောင်ပြီးလွှတ်တော်မှအကောင့်ထဲပေါ်လာဖို့ကြိုးစားနေတာပါ။မြန်မာပြည်ဟာထူးခြားတဲ့ချိန်ချောင်းမှုအဖြစ်ဆက်ရှိနေကြောင်း February လရက်နေ့မှာအင်မီရိုကကြေညာချက်ထုတ်ပြန်ထားပါတယ်။သမ္မတ Donald Trump မှာ January 20နေ့မှာသမ္မတအဖြစ်ကျန်းသစ္စာကျင်းပခဲ့ပြီးနှစ်ပတ်ကြာမှဒီကြေညာချက်ထွက်ပေါ်ခဲ့တာပါ။သူ့ရဲ့ policy က American First ကိုပြောင်းလိုက်တဲ့အတွက်ကြောင့်အကုန်လုံးကကမောက်ကမာကြီးဖြစ်ကုန်တာပေါ့။အဓိကကတော့သူက ဝေါ်အော်ရာကိုအပြောင်းလဲလုပ်ချင်တယ်ရည်ရွယ်ချက်ကတော့အင်မတန်ကြီးမားတဲ့ရည်ရွယ်ချက်ဖြစ်တယ်ဒါပေမဲ့လည်းလုပ်တဲ့ကိုင်တဲ့နေရာမှာအာဏာရှင်နိုင်ငံမဟုတ်တဲ့အတွက်ကြောင့်စွတီယိုလုပ်လို့မရတော့စိတ်သွားတိုင်းကိုမပါဖြစ်တဲ့သဘောရှိတာပေါ့ Greenland တို့အောက်ဖက်မှာရှိတဲ့ပနားမာတူမြောင်တို့ကိစ္စတွေမှာလည်းတောင်ဘက်နဲ့မြောက်ဖက်ပိုင်းကိုဝင်ရိုးတွန်းသူကအင်အားတွေတိဆောက်လာတယ်ဆိုတော့ကဘာကြီးကလည်းစိုးရိမ်မှုတွေကြီးမားလာတာပေါ့ဗျာသူက USAID တစ်ခုလုံးကို ဖျက်သိမ်းလိုက်တယ်ဆိုတော့ကမ္ဘာအနှံ့အနှံ့မှာခနောင်းကနင်းတွေဖြစ်ကုန်တယ်အထူးသဖြင့်ဒီမိုကရေစီအပြောင်းလဲတွေတိုက်ပွဲဝင်နေကြတဲ့ကျွန်တော်တို့လိုနိုင်ငံမျိုးတွေကတော့အပြင်းထန်ထိခိုက်ကင်းလာမှုတွေရှိခဲ့တာပေါ့ဗျာသမ္မတထရန့်တောင်ယူပြီးရပိုင်းတွင်မှကန့်သတ်မိတ်အများအပြားကိုလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာကြောင့်ပြည်တွင်းပြည်ပမှာအငင်းပွားစရာရက်ခတ်မှုတွေဇက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ် ထရမ့်ဆိုရဟာကျန်းသစ္စာချိန်ဆိုပြီးတလားကျော်အကြာမက်ချ်လာကုန်ပိုင်းမှာဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်တယ်ဆိုတဲ့စွဲချက်တွေနဲ့တရားစွဲဆိုမှုပေါင်း132ခုအထိပြန်လည်ကြုံတွေ့ခဲ့ရပြီးပြည်တွင်းရှုပ်ထွေးခဲ့ပါတယ်။ဒီလိုနဲ့ကစားတဲ့ကိစ္စပြောရရင်တော့စိတ်တိုင်းကျွန်တော်တို့အထောက်အကူဖြစ်တယ်။ဒါမှလည်းဒါလည်းကျွန်တော်တို့စိတ်ချလာလို့များလို့ဖြစ်တာ။ချိုးပြီးပြောလို့ဆိုရင်ပြည်ပကောက်အောင်ပြုစုံတဲ့ရုံးငန်းတွေတိုင်းပြည်ကြောက်တော့ဒီ try policy ကတော့ရော တို့ခရရစီဘာဒါမဲ့လေတစ်ခါမှာတေးဟုတ်ကဲ့ကျွန်တော်တို့တိုင်မျိုးဝင်းဆုဖုံးတွေပတ်သက်လို့ရှိရင်တော့ကျွန်တော်အနေနဲ့အားကိုးလို့ရမှာဆိုပြီးတော့ကျွန်တော်တို့စူးစမ်းနေရှိတော့ကိုတိုင်မျိုးတော့မယ်ဆိုတော့အားကိုကျွန်တော်တို့ရဲ့ policy တွေကနေကျွန်တော်ကြောက်တော့ပြီမယ်ဆိုတော့တိုင်မျိုးဆွေးနွေးမှုတွေရှိပါပြင်ဆင်မှုတွေရှိပါ ရှေ့တောင်အာရှဒေသတွင်နိုင်ငံတွေအရေးနဲ့ပတ်သက်ပြီးအာဆီယံနိုင်ငံတွေကိုဘက်ခွဲပြီးဆက်ဆံသွားမှာမဟုတ်ဘူးလို့အမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုကဇန်နဝါရီလထဲမှာပြောဆိုထားပါတယ်။ဇန်နဝါရီ27ရက်နေ့ကုလသမဂ္ဂဆိုင်ရာအမေရိကန်တန်မတ်ကြီးဖြစ်တောင်းထမ်းဆောင်ရေးကန်ထက်လွတ်တော်ကျန်းသာပွဲမှာတန်မတ်ကြီးအဲလစ်စတီဖာနီကမြန်မာနိုင်ငံတွင်လူခွင့်ရေးချိုးဖောက်မှုတွေကိုဖြေရှင်းရေးဟာဦးစားပေးအရေးကိစ္စဖြစ်တယ်လို့အရှိတောင်းအာရှနဲ့မြန်မာရေးရာဆက်ဆက်မေးခွန်းကိုဖြေကြားရမှာထည့်သွင်းပြောဆိုခဲ့ပါတယ်။ဒီပြောဆိုချက်တွေဟာတရုတ်နိုင်ငံနဲ့နယ်မြေချင်းချိစက်နေတဲ့အရှိတောင်းအာရှတဲ့ ဒါကိုအမေရိကန်အစိုးရတက်ကအာယုံစုဆိုင်မှုရှိနေကြောင်းဖော်ပြခဲ့ကြတာဖြစ်တယ်လို့လေလာသူတွေကမှတ်ချက်ပေးပါတယ်။ကျွန်တော်သုတချမ်းသာပါ။ TVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျွန်မကတော့ချူဆက်မှာကျေးဇူးတင်ပါတယ်ရှင်။